stay calm, stay quiet, stay still, stay tuned, stay put, stay out of trouble, stay safe, stay strong, stay up late, stay in touch, stay away from something or somebody, stay awake. ဒီစကားတွေဟာဘလို့တိပဲရှိပြီးတော့ဘလို့ညာရီမှာသုံးလို့ရလဲမင်္ဂလာပါကျွန်တော်ဒီနေ့အင်းဒီစကားမှာအသုံးများတဲ့ကြိယာတစ်ခုဖြစ်တဲ့ stay ဆိုတဲ့ကြိယာကိုသုံးပြီးတော့ နေ့စဉ်ကျွန်တော်တို့ရဲ့ conversation တွေမှာထည့်ပြောတတ်အောင်ထည့်ပြောလို့ရမယ်အတုံးလုံးလေးတွေကိုအတိအပယ်လေးရှင်းပြပြီးဥပမာလေးတွေနဲ့မျှဝေပေးပါမယ်ဒါဆိုစလိုက်ကြရအောင် stay calm ကတော့ကျွန်တော်တို့ကြားဥပါတယ်မကြားခဏလည်းကြားဥပါတယ်စိတ်ငြိမ်ထားပါစိတ်မလှုပ်ရှားနဲ့လို့ပြောတာပါတို့မဟုတ်စိတ်ကိုထိမ့်ပါလို့ပြောလို့ရတယ်ပေါ့စိတ်လှုပ်ရှားနေတဲ့သူတွေဒေါသထွက်နေတဲ့သူတွေရှက်ကြောက်နေတဲ့သူတွေဆိုလို့ရှိရင်ဒီစကားနဲ့ပြောလို့ရပါတယ် stay calm ဥမာ stay calm on the stage စင်ပေါ်မှာ စိတ်ကိုတည်တည်ငြိမ်ထားနော်စင်ပေါ်မှာစိတ်ထိန်နော်ဒီလိုပြောတာပါနောက်ထပ်အသုံးများတဲ့စကားတစ်ခုကတော့ stay still 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 ရဲ့အဓိပ္ပာယ်ကတော့မလုံနဲ့ငြိမ်ငြိမ်လေးနေပါတို့မို့အဲ့အတိုင်းလေးနေမလုံနဲ့လို့ပြောတဲ့အခါမှာသုံးပါတယ်အထူးသဖြင့်လှုပ်လိုက်လို့ရှိရင်အန္တရာယ်ရှိနိုင်တယ်တခုခုဖြစ်သွားနိုင်တယ်ဆိုတဲ့အခြေအနေမှာကျွန်တော်မလုံနဲ့လို့ပြောလို့ရတယ်ပေါ့ဗျာဥပမာဆိုရင် the doctor said to stay still during the scan the doctor said to stay still during the scan ခနာကိုစကန်ဖတ်နေတဲ့အချိန်မှာမလှုပ်ဖို့ငင်းငင်းလေးနေဖို့ဆရာဝန်ကပြောခဲ့တယ်။နောက်ထပ်အခြေအနေတစ်ခုပါ။ Don't move, just stay still. Don't move, just stay still. မလှုပ်နဲ့နော်။အတိုင်းလေးပဲနေ။လက်ရှိအတိုင်းလေးပဲငင်းငင်းလေးနေလို့ပြောတာပါ။နောက်ထပ်ကြားဖို့မဲ့စကားတော့ stay quiet. တိတ်တိတ်လေးနေလို့ပြောတာပါ။ Please stay quiet. I'm focusing on my lessons. ငါငါရဲ့သင်ခန်းစာလေးကိုအောင်ဆိုင်နေတယ်။တိတ်တိတ်လေးနေပေးပါ။ please stay quiet i'm focusing on my lessons နောက်တစ်ခုကတော့ကျွန်တော်တို့အများအားဖြင့်နှုတ်ဆက်တဲ့အခါမှာသုံးကြတယ် stay tuned stay tuned အဓိပ္ပာယ်ကတော့နားဆွန့်ထားပါဆက်လက်စောင့်ကြည့်နေပါလို့ပြောတာပါသို့မဟုတ်ရင်လည်းအဆက်မပြတ်စောင့်ကြည့်နေပါနားဆွန့်နေပါလို့ပြောတာပါတင်းအချက်လက်အစ်တီပါလေးရလို့ရညာတင်းအချက်လက်အစ်တီကိုစောင့်နေတဲ့သဘောနဲ့ဆက်လက်ပြီးတော့စောင့်ကြည့်နေပါနားဆွန့်နေပါလို့ပြောတာပါဥမာ stay tuned for the latest news နောက်ဆုံးရသတင်းတွေကိုနားဆွင့်ထားပါနောက်ဆုံးရသတင်းတွေကိုစောင့်ကြည့်ထားပါ stay tuned for the latest news နောက်တစ်ခုတော့ stay put အတိပ္ပယ်ကတော့ရောက်တဲ့နေရာမှာပဲနေဘယ်မှမသွားနဲ့ဆိုတဲ့အတိပ္ပယ်ပါဥပမာ just stay put i'll come pick you up just stay put i'll come pick you up ရောက်တဲ့နေရာမှာမနေတော့ဘယ်မှမသွားလိုက်နဲ့ငါမင်းကိုလာကြုံမယ်ငါမင်းကိုလာခေါ်မယ် ောက်ထပ်စကားတစ်ခွန်းကတော့လူကြီးတွေကနေလူငယ်တွေကိုဆုံးမတဲ့အခါတော့မဟုတ်ရင်လည်းမိဘတွေရသသမီးတွေကိုဆုံးမတဲ့အခါလေးတွေမှာပြောကြပါတယ် stay out of trouble ပြဿနာတွေနဲ့ဝေဝင်းနေပြဿနာတွေကြောင့်ဝမ်းမရှုံမိစေနဲ့ဒီလိုပြောချင်တာပါဥပမာအနေနဲ့ဆိုရင် try to stay out of trouble while i'm gone ငါထွက်သွားတဲ့အခါပြဿနာတွေနဲ့ဝေဝင်းနေနော် try to stay out of trouble while i'm gone နောက်ထပ်ဘာသာပြန်မယ်ဆိုရင်တော့ငါတည်သွားတဲ့အခါ ပြဿနာရေးကြတဲ့ဝမ်မရှုံးမိစင်းနဲ့ပြဿနာရေးနဲ့အိုးဝင်းနေတော့ဒီလိုလေးလည်းဘာသာပြန်လို့ရပါတယ်နောက်ထပ်စကားလေးတစ်ခွန်းကတော့ကျွန်တော်မြန်မာနိုင်ငံသားတွေကိုပြီးပါနေပြီးတော့ဖုံးဆက်တဲ့အခါတွေမှာမိသားစုတွေကိုဖုံးဆက်အစားပိုးတဲ့အခါတွေမှာပြောကြတဲ့စကားလေးပေါ့ဗျာ stay safe stay safe အနေရကင်းအောင်နေပါသို့မဟုတ်ကိုကုကိုကယူဆိုင်နော်လို့ပြောတာပါဥပမာနေနဲ့ဆိုရင် stay safe in myanmar မြန်မာနိုင်ငံမှာအနေရကင်းအောင်နေပါနောက်တစ်ခု stay safe at home အိမ်မှာအနေကင်းအောင်နေနော်ဒီအသုံးအနှုန်းတွေဟာကရိယာနဲ့တွဲဖက်သုံးထားတဲ့အသုံးအနှုန်းတွေဖြစ်တာကြောင့်ကျွန်တော်တို့ဝက်ကြထဲမှာလည်းထည့်ပြောလို့ရတယ်ရှေ့မှာကျွန်တော်ပြောခဲ့တာအများစုဟာသူများကိုတတိပေးတဲ့အကြံဉာဏ်ပေးတဲ့ပုံစံလေးတွေဖြစ်ပါတယ်အတန်မာသွားရင်တော့အမိန်ပေးတဲ့ပုံစံဖြစ်မယ်ပေါ့ဗျာဒါတွေကိုကျွန်တော်တို့ကဝက်ကြထဲမှာလှပအောင်ထည့်သုံးလို့ရတယ်ဥပမာ I want you to stay safe I want you to stay safe ငါမင်းကိုအနေရကင်းစေချင်တယ် အနေကင်းအောင်နေစေချင်တယ်လို့ပြောတာပါနောက်ထပ်သုံးနှုန်းကတော့ stay strong အတင်းထားပါတောင့်ခံထားပါလို့ပြောတာပါဥပမာ I know this is hard but you need to stay strong ဒါဟာဒီအခြေအနေဟာခက်ခဲတယ်ဆိုတာငါသိပါတယ်ဒါပေမဲ့မင်းအတင်းထားမှဖြစ်မယ်နော်မင်းတောင့်ခံထားမှဖြစ်မယ် I know this is hard but you need to stay strong နောက်ထပ်အသုံးများတဲ့အသုံးနှုန်းကတော့ stay away from ပါ သူ့ရဲ့နောက်မှာလူတွေအရာဝတ္ထုတွေအခြေအနေတွေပြောလို့ရပါတယ်ခက်ဝေးဝေးရရှောင်ပါလို့ပြောတာပါကင်းကင်းနေပါဝေးဝေးရရှောင်ပါလို့ပြောတာပါဥမာ stay away from me ငါနဲ့ခက်ဝေးဝေးနေပါဒါဆိုငါနဲ့လာမပတ်သက်နဲ့ဆိုတဲ့သဘောဖြစ်သွားတယ်ပေါ့ဗျာနောက်ထပ်ဥမာတစ်ခု you should stay away from that neighborhood အဲ့ဒီပတ်ဝန်းကျင်ကိုဝေးဝေးကရှောင်တင်တယ်ဒီလိုပြောတာပါဒါဆို stay away from ရဲ့နောက်မှာလူတွေအရာဝတ္ထုတွေအခြေအနေတွေစိုက်တယ်လို့ထည့်ပြီးသုံးလို့ရပါတယ်။ဝေးဝေးကရှောင်ခိုင်းတာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ကျွန်တော်နှုတ်ဆက်တဲ့အခါမှာသုံးချတဲ့စကားပါပဲ stay in touch အဆက်အသွယ်မပြတ်စေနဲ့ပုံမှန်အဆက်အသွယ်လုပ်ပါလို့ပြောတာပါ stay in touch သူများကိုမပြတ်ဆက်သွယ်ပါလို့ပြောချင်ရင်လေ stay in touch ဝကြထဲမှာထည့်သုံးမယ်ပေါ့ဗျာ goodbye we stay in touch goodbye we will stay in touch မတော်ရီမကြခဏဆက်သွယ်ကြမယ်နော်ဆက်သွယ်မပြတ်ရှိနေကြမယ်နော်ဒါလို့ပြောတာနောက်ထပ်ကြားမှုနဲ့စကားတစ်ခုကတော့ကျွန်တော်ရှေ့မှာလည်းပြောဖို့ပါတယ် stay up late ညနေတက်သည့် မအိပ်ဖဲနေတာကိုပြောတာပါသူများကိုညံ့ညံ့တက်တိမအိပ်ဖဲနေပါလို့ပြောခြင်းတော့ stay up late လို့ပြောလိုက်ရုံပါပဲဒါပေမဲ့အဲ့လိုမနေနဲ့လို့ပြောခြင်းတော့ don't stay up late ညံ့ညံ့တက်တိမနေနဲ့နော်ကိုเจ้าကိုပြောမယ်ဆိုတော့ i stayed up late watching movies last night ငမင်းညကရုပ်ရှင်ကားတွေကြည့်ရင်ညံ့ညံ့တက်တိအောင်မအိပ်ဖြစ်လိုက်ဘူး i stayed up late watching movies last night သူနဲ့ကဆင်စင်နောက်တစ်ခုကတော့ stay awake ပါ စင်တူရက်ဆိုရင်လည်းလုံးဝတူညီနေတာမဟုတ်ပါဘူး stay awake လို့ပြောလိုက်တဲ့ဆိုရင်အိပ်ပျော်မသွားစေနဲ့သို့မဟုတ်ယောဂတစ်ခုရှိနေရသူတန်ရဝေနာတစ်ခုရှိနေရသူဆိုရင်လည်းတတိလက်မသွားစေနဲ့လို့ပြောတာပါဥမာ try to stay awake until midnight we'll watch the fireworks together တကောင်းရအချိန်ထိအိပ်မပျော်သွားစေနဲ့နော်ငါတို့မီးရှူမီးပန်းနဲ့အတူတူကြည့်ကြမယ် try to stay awake until midnight we'll watch the fireworks together ဒါကအိတ်မပြောစင်းနဲ့လို့ပြောတာပါသတိလင်းမသွားစင်းနဲ့ဆိုတာကတော့ဥမာလူတူတယောက်တန်ရာရတယ်တရားပြင်းထန်ပြီးတော့သွေးထွက်တွေပါရလွန်နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့သူ့ကိုကုသဖို့အတွက်အဓိကသတိလင်းမသွားဖို့အရေးကြီးတယ်သတိလင်းသွားရဆိုရင်ကျွန်တော်တို့ပြန်ကုသရတာခတ်သွားတာတဲ့ပေါ့အဲ့လိုချိန်နေမှာဆိုရင်ကယ်ဆယ်ရေးသမားတွေအနေနဲ့တော့ကယ်ဆယ်တဲ့သူအနေနဲ့ဆိုရင်ကျွန်တော်တို့ stay awake stay awake stay awake သတိလင်းမသွားစင်းနဲ့နော်ငါပြောတာကြားလား ငါပြောတော့နားထောင်နေငါပြောတော့အိုင်အွန်ဆိုင်နေဆိုတဲ့ပုံပါဒါကိုလည်းကျွန်တော်တို့ရုပ်ရှင်ကားတွေဒီမှာဆိုနောက်တစ်ခုကြားဘူးလိမ့်မယ် stay with me stay with me မူရတဲ့ပေရတော့ stay with me ਆ ငါနဲ့အတူတူနေပါလို့ပြောတာပါဒါကိုကိုအနာမှာအတူတူရှိနေစေခြင်းတဲ့ဘောချစ်သူကြီးစားတွေဆိုရင်ပေါ့ဗျာဒါပေမဲ့ဆော့ဆော့ကလို့တတိလစ်မျောကန်ဒီအချိန်ဒီမှာဆိုရင်လေ stay with me လို့ပြောရင်တတိလစ်မသွားစေနဲ့ငါပြောတော့အိုင်အွန်ဆိုင်ထားအောင်ငါပြောတော့နားထောင်ပေးနေအောင်ဒါလို့ပြောတာပါဟုတ်ကဲ့ပါဒါလို့ဆိုရင်တော့ stay ကိုသုံးပြီးတော့ ပြောလို့ရတဲ့အင်္ဂလိပ်စကားတွေအများကြီးသိတော့လောက်ပြီးလို့မျှော်လင့်ပါတယ်။တခြားအသုံးအနှုန်းလေးတွေလည်းရှိကောင်းရှိနိုင်ပေမဲ့လေဒီနေ့ပြောလိုက်တဲ့စကားတွေဟာကျွန်တော်တို့ရဲ့နေစဉ် conversation တွေမှာအရန်အသုံးများတဲ့စကားလေးတွေဖြစ်ပါတယ်။မိတ်ဆွေတို့အားလုံးတို့အချိုးရှိမယ်လို့မျှော်လင့်ပါတယ်။တခြားသူတွေအတွက်အချိုးရှိမယ်ထင်ရင်လည်းဒီဗီဒီယိုကို share တော့ပေးလို့ရပါတယ်။ဒီအသုံးအနှုန်းတွေနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ရဲ့ထင်မြင်ချက်လေးတွေရှိရင်လည်းခွန်မမဝေမျှပေးခဲ့ပါဦး။ Thank you for watching.